စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲမှာဘုံလာကျဲတဲ့စစ်ကောင်စီရဲ့ jet fighter လေးရင်ကိုတော်လန်ရေးတပ်တွေကပစ်ချလိုက်တယ်လို့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။စွန်စဲရဲ့7:55မိနစ်မှာပစ်ချလိုက်တာဖြစ်ပြီးလေးရင်အမျိုးအစားနဲ့လေးရင်မှုသေဆုံးမှုရှိမရှိစုံစမ်းနေသေးလို့ဆိုပါတယ်။ social media မှာပြက်နေတဲ့တပ်ပုံတွေဗီဒီယိုတွေထဲမှာတော့ ိုက်လီယင်ဟာတရုတ်နိုင်ငံတုတ်လီယင်ဖြစ်ပြီးလီယင်မူပါတည်ဆုံသွားတယ်လို့ဖော်ပြနေကြပါတယ်စစ်ကောင်စီဘက်ကတော့တိုက်လီယင်ဟာဆက်ချွတ်ယွင်းလို့ပြတ်ကျသွားတာပါလို့သတင်းထုတ်ပြန်ပါတယ်အရင်လဗမော်မှာရဟတ်ရင်ပြစ်ချခံခဲ့ရစဉ်ကလေစစ်ကောင်စီကအလားတူကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် တနင်္သာရီတိုင်းတဝဲခရိုင်မြစ်တာမြို့နယ်ထိုင်းနေဆက်ရှိအမိုးနေဆက်0.2566ရှေ့တန်းစခန်းကိုဇွန်10ရက်မှာ KNL ကမျိုးသားလူမျိုးရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီလို့ KNU ကရင်မျိုးသားအစည်းအရုံးဗဟိုကသတင်းထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့လပိုင်းအတွင်းထိထဗျူဟာနဲ့ထိခီစခန်းကိုသိမ်းပိုက်ပြီးနောက်အခုတခါထိခီအထက်မှာရှိနေတဲ့ အမိုးထိုင်းခေါ်ဘော်ဒီနေဆက်ကုံသွေးဂိတ်အနီးကစခန်းကိုတော်လိုင်းတက်တွေကသိမ့်ပိုက်လိုက်တာဖြစ်ပါလေပကိုးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခတ်ရမှာစစ်သား၃ဦးသေပြီးတနက်တလဲနဲ့ခရမ်းတွေ သိမ့်မိတယ်လို့ Falcon Gorilla Force စွန်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါလေစွန်စရဲမနေ့ရှင်းနိုင်မှာဝင်ရောက်တိုက်ခတ်ရာမှာမိနစ်20ခန့်ပြစ်ခတ်မှုဖြစ်ပြီးနယ်မြေရှင်းလင်းတဲ့အခါစစ်သား3ဦးသေပြီးတချို့ဒဏ်ရာရတယ် MA1 တနက်တလက်နဲ့ခင်းရံတွေသိမ်းမိတယ်လို့ဆိုပါတယ်ကရင်ပြည်လွိုက်ကော်မျိုးနီးကိုရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို တော်လိုင်းတက်တွေကကြားပြတ်တိုက်ခတ်ရမှာစစ်တပ်ဘက်ကတေဆုံမှုများပြီးလက်နက်ဆယ်လက်ခန့်သိမ်းဆီးရမိတယ်လို့ကာလာလာတာဂရင်းဒီလူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦးကသတင်းထုတ်ပြန်ပါတယ်ဇွန်ရှိရမှာတိုက်ခိုက်တာဖြစ်ပြီး RPG လောင်ချာအပါဝင်လက်နက်မျိုးစုံဆယ်လက်ခန့်နဲ့ခရယန်းတွေသိမ်းဆီးရမိထားတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ် ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသရှိဟေပါတူရဘက်ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ SNA ရှမ်းပြည်ပြည်သူစစ်တပ်တွေကို KIA ကချင်လွတ်လပ်ရေးတပ်မတော်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဘက်ကတေဆုံမှုများပြီးတနက်နှစ်လက်နဲ့သုံးပန်းတူဖမ်းမိတယ်လို့ The 74 Media ကဖော်ပြပါတယ် ဇွန်10ရက်မနေ့လေးနိုင်ခွဲကမှာတိုက်ပွဲဆက်ဖြစ်ပြီးစစ်ကောင်စီတပ်ဖက်က အလောင်းတလောင်းကြံရစ်တယ်စစ်သားတဦးကိုလက်ရဖမ်းမိတယ် MA တနက်နှစ်လက်နဲ့ခဲရန်တွေသိမ်းမိတယ်လို့ဖော်ပြထားပါတယ်ရခိုင်မကွေးဆက်ဆက်ဒေသမှာရှိတဲ့နေရီကန်လေချောင်းရံကကွေးစခန်းကနေဇွန်၄ရက်မှာထွက်ပြေးလာတဲ့ပြည်သူစစ်သုံးကို MA သနတ်3လက်နဲ့အတူလေးရဖမ်းမိထားတယ်လို့ချင်း Defense Force အရှူကသတင်းထုတ်ပြန်ပါတယ်။အနီးဝန်းကျင်မှာရှိတဲ့ MPT တာဝါတိုင်စခန်းကို AA အရက်ကတပ်တော်ကသိမ်းပိုက်ပြီးနောက်နေရီကန်ကစစ်သားတွေ ထွက်ပြေးနေတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။တရုတ်စီမံကိန်းတွေရှိတဲ့ကြောက်ဖြူမှာ ိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအေအေကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတွေနောက်ပြန်ဆုတ်သွားပြီးအမှတ်32ရဲတပ်ရင်တဲ့အထိဆုတ်ပြေးသွားတယ်လို့နေရင်းစရာကဖော်ပြပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကြီးရည်လေးပြစ်ကူတွေကိုသုံးပြီးအင်အား200ကန့်ပါစစ်ကြောင်းတစ်ခုအေအေတပ်တွေစီရဒေသတွေစီကိုထိုးစစ်ဆင်လာပြီးနောက်အခုတော့တက်လန်ပြီး နောက်ပြန်ဆုတ်ပေးသွားတာလို့ဆိုပါလေကြောက်ဖြူမှာဒီလိုတိုက်ပွဲပြင်းထန်နေပေမဲ့ကြောက်ဖြူရင်နဲ့စိတ်ကန်းစီမံကိန်းကိုဆက်လုပ်သွားမှာပါလို့စစ်ကောင်စီခန့်စီးပွားရေးဝန်ကြီးဒေါက်တာကန်စောကပြောပါလေဇွန်ကိုရက်နေပြည်တော်မှာကျင်းပတဲ့မြန်မာအထူးစီးပွားရေးဇုံဆိုင်ရာဘ ਹੁ လုပ်ငန်းအဖွဲ့အစည်းဝေးမှာစစ်ကောင်စီဝန်ကြီးက အဲ့ဒီလိုပြောသွားပြီမယ်လက်တွေ့မှာတော့ကြောက်ဖြူမှာရှိတဲ့တရုတ်ကုမ္ပဏီဝန်ထမ်းတွေဘေးလွတ်ရာကိုရှောင်ပြေးနေကြပြီလို့ဖော်ပြထားပါတယ်ခင်ဗျာ